မင်္ဂလာပါနေကောင်ကြတလားဒီနေ့လေမင်္ဂလာရှိတော်သူအခန်းငါဘပတ်5ဖြောင်းမချင်းပါရမီကိုဆောင်ငတ်ခင်မှုတော်သူဒီမင်္ဂလာရှိကြရကြောင်းမူကားထိုသူတို့ဒီဝပြောချင်းတို့ရောက်ရကြလတန်းဆိုတော့ဖြောင်းမချင်းပါရမီကိုဆောင်ငတ်တယ်ဆိုတာကဘာကိုဆိုလို့တလဲဆိုတာကြည့်လိုက်ရင် ဒီဝိညာဉ်ရဲ့အပိုင်းမှာဖြောင်းမစွာသိရှင်ချင်းတိတ်ကတိခါရှိစွာနော်အေဂုံတိခါမက်မောရာပေါ့နော်ဂုံတိခါဆိုတာကဖျားပိုင်းမှာလှပတဲ့အတ္တာနော်အဲ့ဒါလေးကိုစာငတ်တဲ့လူတွေဆိုရင်တဲ့ဖျားခင်ကဝါပြောစေမယ်တဲ့ဝါစေမယ် ဝါဆယ်လို့ဆိုတော့တကယ်လို့အများကျွန်မရေစားတယ်ဆိုတော့ရေတောက်ရင်အာတပ်ကြည့်တယ်။ဘိုက်စားတဲ့ခါမှာထမင်းကိုဝါဆွာစားရင်ကျေနပ်တာပေါ့နော်။အေးရောက်ရေတာပေါ့ဆိုတော့အခုလေဒီလူဒီနားလည်နိုင်အောင်ဒီကိုခန္ဓာကိုခန္ဓာမှာစာငတ်နေတဲ့ဒီစာရာငတ်တာဆိုပြီး ပြောနေတာကဒီအတိတ်တရားဟုတ်ဒီအလင်္ကာမြောက်တယ်လို့ပြောရမလားဒီမောင်ရောယူပကအလင်္ကာပေါ့နော်နိုင်ရှင်ဒါလေးဖြစ်နိုင်တယ်ဆိုတော့ဒီစာရဲဆိုရင်တော့ဝိညာဉ်ရဲ့ရာရဲ့အစာစာဟာခရစ်တော်ကိုတော်တိုင်းဖြစ်တယ်နော်မနကူဖျားခင်နာချပေးခဲ့တာလေ ခရစ်တော်ကျွန်တော်ကျမတို့အတွက်ကောင်းကျင်းတဲ့စင်တလာအောင်မဲ့မာနဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်မပြထားတယ်ပြီးခရစ်တော်ကိုတော်တိုင်းကရေစာတဲ့လူတွေငါစီလာချာဆိုပြီးတော့ဖိတ်ခေါ်နေရတယ်ကျွန်မတို့တွေ့ရတယ်ဆိုတော့ဒီနေ့ကျွန်မတို့ရဲ့စာငတ်နေတဲ့အရာ အဲ့ဒါကဖြောင့်မချင်းတရားဖြစ်ပေါ်ရေးကြည့်တဲ့ BND ဖြောင့်မချင်းလို့ပြောတဲ့အခါမှာကိုကကျင့်လို့ရတဲ့အကျင့်ကိုဆိုလိုတာမဟုတ်တဲ့အကြောင်းလေကျွန်မတို့သိဖို့လိုတယ်။ဘာလို့လဲဆိုတော့ဒီ Corinto over Saturia ဆောင်ခန်းကြီးကအခန်းငယ်7တဲ့မှာဖျားခင်ကတဲ့သူရဲ့သားတော်အပြစ်တောင်မှမတိတဲ့လူနော်အပြစ်ရှိဖို့နေနေတတ်တာတိတောင်မတိတဲ့ယေရှုခရစ်တော်ကိုအပြစ်ဖြစ်စေတဲ့ အပြစ်သားဖြစ်စေရမှာကိုအပြစ်ဖြစ်စေမှာကျွန်တော်ဒီမှာတို့ကယုံကြည်ခြင်းအဖြစ်ဖြောင်းမချင်းဖြစ်ဖို့ရတယ်ဆိုတော့ခုလေကျွန်မတို့ကဖြောင်းမချင်းဆိုတော့လုံယူတာမဟုတ်ပဲねကျွန်မခရစ်တော်ကအပြစ်ဖြစ်တယ်လို့ကျွန်မတို့တွေကဖြောင်းမချင်းဖြစ်သွားတာပေါ့ဆိုချင်တာကဖျားခင်နဲ့ကျွန်မတို့ကဒီမိသားရစစ်မှန်စွာ မိတ္တာရပြုတ်နိုင်တဲ့အစ်စ်မှာနော်ခရစ်တော်ကြောင့်ကျမတို့ရသွားတာကိုဖြောင်းမချင်းလို့ခေါ်တယ်ပြီးဒီအာစာရင်ငတ်တယ်ဆိုတာကတော့တအားကြီးစန္ဒပြင်ပြတာကိုဆိုလိုတာဖြစ်တယ်ပြီးရင်ဖြောင်းမချင်းဆိုတာကိုကျမပြောတယ်လို့ဖရာသခင်ရဲ့အလိုတော်ကိုရှာတဲ့လို့နော်တရားမြတ်တာပို့လို့တဲ့လို့ပြီးရင်အာ သူတပါးကိုတနာချင်းနာချင်းဒီကောင်းတဲ့အမှုတွေလုပ်ဖို့စံတပင်းပြတာကိုဆိုလိုတာဖြစ်တယ်အဲ့ဒါကြောင့်ကျမတို့တွေဟာဖျက်ချင်းလာဝိညာဉ်ရရမှာလဲဝါအလင်းစွာကျမတို့ကိုသူကကျင်းနေစမယ်ရောက်နေစမယ်လို့ဆိုတော့အခုကျမတို့ပြောနေတဲ့အရာဟာဆိုရင်ဒီစာတိကိုခန္ဓာမလိုအပ်တဲ့အရာနဲ့ဝိညာဉ်ရမလိုအပ်တဲ့အရာကိုနိုင်ရှင်နေတာ တွက်ကြောင့်ဇာတိအစားအစာကိုကျွန်တော်တို့စားလိုက်ရင်ပိုက်ပြည့်တယ်နော်ဒီခံပေလို့ဆိုတယ်လို့ဝိညာဉ်ရရမှာလဲခရစ်တော်ကိုယက်ချင်းအပြင်ပြီးရင်ခရစ်တော်ယက်ပြည့်တဲ့နောက်ပိုင်းမှာလဲအသက်တာကိုဖြောင်းမချင်းအရာမှာစံတပြင်းပြစွာတရားပြတာမှုလို့လားကျန်းစာအတိုင်းလိုလာတဲ့လူတွေဟာမင်္ဂလာရှိတယ်တဲ့ဖျားရှင်ကောင်းချီးပေးပါစေ จสุมใหญ่จินแอลูโรชิเดคับยังด้วยจ้าแม่มาไป